အားလုံးမင်္ဂလာပါ teacher jay ပါ english fast and easy lesson 13ကနေကြိုဆိုပါရစေဟုတ်ပြီဗီဒီယိုလေးကိုဆက်မကြည့်ခင်ကျွန်တော် channel လေးကို support လုပ်ချင်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ပေးပါဦး okay ဆက်ရအောင်ထုံးစံတိုင်းမှာဒီ lesson မှာလည်းကျွန်တော်တို့ phrases တွေ usage တွေစုစုပေါင်း6ခုပါမယ်ပေါ့နော် okay ပထမဆုံးတစ်ခုကပါလဲဆိုရင် that sounds that sounds to ပါလဲ that seems to ပါလို့ဆိုတာကျွန်တော်တို့ ကြားရတာမြင်ရတာဆိုတဲ့အဓိပ္ပာယ်တွေပေါ့ဒီမှာတော့ that sound ဆိုတာကြားရတာဆိုတဲ့အဓိပ္ပာယ်မျိုးအသုံးတွေကိုတော့ဆက်ပြီးတော့ကြည့်ရအောင်ဘာလဲဆိုရင် they have grilled fish in a lemon sauce သူတို့မှာအဲ့ lemon sauce နဲ့ငါးကင်ရတယ်တဲ့ that sounds delicious ဘာဖြစ်လဲ that sounds delicious ဆိုတာသူသူ့ရဲ့ဟိုဟာကိုပြောတာပေါ့အာအရသာရှိမဲ့ပုံပဲဆိုတဲ့အဓိပ္ပာယ်နော်အရသာရှိမဲ့ပုံပဲတဲ့သူတို့ကဘာရောကလေးတွေကကြတော့ that sounds disgusting ဂျွန်စရာကြီးလို့ပြောတာ ကြားရယုံစရာကြီးသူတို့ကမကြိုက်လို့ပေါ့ငါးခင်ကိုမကြိုက်လို့ပေါ့ that sound disgusting ဒီအမျိုးသားကဘာပြောလဲဆိုရင် that sounds expensive အာကြားရဈေးကြီးမဲ့ပုံပဲ okay now ဒီမှာ that sounds delicious that sounds disgusting that sounds expensive အဲ့တော့ that sounds ရဲ့နောက်မှာကျွန်တော်တို့ adjective လိုက်တယ်ဟုတ်ကဲ့ဒီမှာ delicious ဆိုတာရသာရှိတော့ disgusting ယုံစရာကောင်းတော့ expensive ဈေးကြီးတော့ adjective လိုက်မယ် okay examine ကြည့်အောင် we stayed in a five star hotel right on the beach အဲ့တော့ကမ်းခြေမှာပဲရှိတဲ့ five star hotel တစ်ခုမှာတည်ခဲ့ကြတယ်တဲ့ that sounds beautiful ကြားရတာကောင်းလိုက်တာပေါ့နော် that sound beautiful အဲ့ဒါကြီးတော့ကြားရတာလှမဲ့ပုံပဲဆိုပြီးသွားပြီးဒိတ်ပဲပြန်ကြမလို့ဒါ positive compliment လေး okay နော် okay now တစ်ခု i'm going to climb up on the roof and fix the leak leak ဆိုတာရေယူတာအခေါမိုးယူနေလို့ I'm going to climb up on the roof အမိုးပေါ်တက်ပြီးတော့မှ fix the leak အဲ့ပေါက်နေတဲ့နေရာကိုသွားဖားမယ်ပေါ့နော် That sound dangerous အနေရှိမဲ့ပုံပဲကြားရအနေရှိမဲ့ပုံပဲ Okay at that sound ပြီးတော့နောက်တစ်ခုက you are not allowed to do something ပေါ့နော် you are not allowed to ဆိုတာဗာလဲလုံးလို့မရဘူးလို့ပြောတာမင်းကိုခွင့်လုံးခွင့်မရှိဘူးလို့ပြောတာမျိုးဟုတ်ပြီနော် you are not allowed to okay ဲ့တော့ကျတော့ဒီမှာ तू က no parking လို့ပြောရတဲ့အတိုင်းကားကြီးကိုရက်ခဲ့တယ်အဲ့ကျတော့ကောင်းလေးကလန့်អော်တယ် dad you are not allowed to park here ဒီမှာကားရက်လို့မရဘူးလေတဲ့အဲ့တော့တူရဲ့နောက်မှာကျွန်တော်တို့ကဘာလိုက်ရလဲဆိုရင် um infinitive verb လိုက်ရတယ်ငငယ်တော့အသင်ငယ်ရတဲ့အတိုင်းဆိုရင် verb 0ပေါ့နော် verb 0လိုက်ရတယ် you are not allowed to do something you are not allowed to park here okay more example ကြည့်မယ် i read i read that you are not allowed to chew gum in singapore singapore မှာအဲ you are not allowed to chew gum in singapore singapore မှာပြီးကင်မစားရဘူးလို့ငါဖတ်ဖူးတယ်တဲ့အားတကယ်နော် okay နောက်တစ်ခုက i can't work in the usa အရောငါအမေရိကမှာအလုပ်လုပ်မရဘူး because i don't have a work permit အလုပ်လုပ်ခွင့်မရှိဘူးအလုပ်လုပ်ခွင့် permit မရှိဘူး you are not allowed to work without a permit အဲ့တော့ permit မရှိဘဲနဲ့အလုပ်လုပ်ခွင့်မရှိဘူးအဲ့တော့ဒီမှာ ဒီ exam နှစ်ခုမှာ you are not allowed to chew gum in singapore ဆိုတာကအခုသူနဲ့ဓာတ်ရိုက်ပြောနေတဲ့သူကိုအဲ့ဒီဟာကို you ဆိုပြီးတော့မှညညွန်းတာလည်းမဟုတ်တလို့ဒုတိယ example မှာလည်း you are not allowed to work without a permit ဆိုတာအခုကိုယ်နဲ့စကားပြောနေတဲ့သူကို you ဆိုပြီးပြောတာမဟုတ်ဘူးအဲ့ဒီ you ကဒီ english spoken english you can mean everyone အဲ့တော့စကားပြော english မှာဒီ you ဆိုတာကလူတိုင်းကိုညညွန်းတယ်ဘယ်သူမှမဆိုဖြစ်နိုင်တယ်ဟုတ်ပြီနော်အဲ့တော့ အမင်းကိုခွင့်မပြုဘူးဆိုပြီးတော့မှကျွန်တော်ဓာတ်ရိုက်တော့ပြန်လို့မရအောင်โอเคနော်โอเคနောက်တစ်ခုကပါလဲဆိုရင် despite something despite ရဲ့နောက်မှာကျွန်တော်တို့ noun သို့မဟုတ် ing verb လိုက်ရတယ်ဒေါ်လေးပဲဆိုပြီးတော့မှအကြမ်းမြင့်ဘာသာပြန်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ sentence ပုံမှာမူတည်ပြီးတော့မှဘာသာပြန်ပုံလေးတွေကွဲပြားလိုက်မယ်အဲ့တော့ကျွန်တော်ပြန်ပြမယ်โอเค how was your trip မင်းတို့ခီးရခီးစဉ်ကဘယ်လိုလဲတဲ့ we had a good time ပြောခဲ့ရပါတယ်တဲ့ despite the rain မိုးရွာတော့လဲပဲပေါ့နော်အဲ့ဒီ despite ရဲ့နောက်ကလိုက်တဲ့ကောင်ကအဲ့ဒီဟာကသူတို့ရဲ့ action ကို affect တော့မဖြစ်ဘူးမိုးရွာပေမဲ့လည်းသူတို့တွေပျော်ခဲ့ရတယ်ဟုတ်ပြီနော် okay နောက်တစ်ခု more examples တည်ကြည့်မယ် the company did well last uh, this year ကုမ္ပဏီရတဲ့ဒီနှစ်ခြေနေကောင်းတယ်ပေါ့ despite poor sales in march march လထဲမှာအယောင်အားကျတာလေးကလွဲလို့ကုမ္ပဏီကဘာဖြစ်လဲရောင်းအားကျတော့လဲပဲ ကုမ္ပဏီကအခြေအနေကောင်းတယ် despite poor sales in march i despite ရဲ့နောက်ကကျွန်တော်ပြောသလိုပဲ now တော့မဟုတ်ကျွန်တော်တို့ ing verb လိုက်ရမယ်ဒုတိယ example မှာ ing verb နဲ့လိုက်ထားတယ် he goes jogging every day နေ့တိုင်းနေ့တိုင်းသူပြေးတယ်တဲ့ despite having a broken arm လက်ကျိုးထားတော့လည်းပဲသူပြေးတယ်ဒီမှာနော် having a broken arm အဲ့တော့ despite ရဲ့နောက်က ing verb လိုက်တယ် broken arm ဆိုတာကျိုးထားတဲ့လက်ကျိုးထားတဲ့လက်ကြီးရှိနေပေမဲ့လည်းနေ့တိုင်းပြေးတယ်လို့ဘာသာပြန်ရင်နည်းနည်းလေး ထောင်းတောင်းကြီးဖြစ်နေလို့လက်ကျိုးထားပေးမယ်လေနေတိုင်းပြေးတယ်โอเคနော်နောက်တစ်ခု as a result as a result ဆိုတာရလက်အနေနဲ့ပေါ့နော်ဒီမှာကားမောင်းတယ် lease lighting ကနေကားမောင်းလာတယ် i forgot to close it ငါပိတ်ဖို့မေ့သွားတယ်တဲ့ well as a result everything fell out အေးရလက်အနေနဲ့ရတော့ဟေးတဲ့ well ဆိုတာ a ပေါ့နော်ရလက်အနေနဲ့ရတော့ as a result everything fell out အကုန်ထွက်ကြကုန်ပြီတဲ့ fell out ဆိုတာထွက်ကြကုန်တယ် Okay, more examples. My brother left school when he was 14. Left school ဆိုတာကျောင်းထွက်လိုက်တာပေါ့နော်။ငါကွာတဲ့16နှစ်မှာကျောင်းထွက်ခဲ့တယ်တဲ့ as a result ရလတ်အနေနဲ့ he can't find a good job သူအလုပ်ကောင်းကောင်းရှာလို့မရဘူးတဲ့ရလတ်အနေနဲ့ကတော့ဖြစ်နော် It rained a lot last year. မနေ့တုန်းကမိုးအများကြီးရွာတယ်တဲ့ as a result ရလတ်အနေနဲ့က we sold a lot of umbrellas. ငါတို့ထီးတွေအများကြီးရောင်းရရောင်းခဲ့ရတယ်ပေါ့နော် မိုးတားရွာလို့မိုးမိုးကြီးလို့ပေါ့နော် as a result we saw a lot of umbrellas ငါတို့ ठी တွေအများကြီးရောင်းခဲ့ရတယ် okay နောက်တစ်ခု do you know where mr smith is အဲ့တော့ mr smith နေရာမှာကိုမေးခြင်းနဲ့ဟာကိုထည့်ပြီးတော့မှမေးလို့ရတယ်ဘယ်မှာလဲဆိုတဲ့အထိပဲဒါတော့ mr smith ဘယ်မှာလဲအဲ့တော့ကျွန်တော်တို့ကဒီဟာကိုနေရာမမားစေနဲ့နော် do you know where is mr smith လို့မေးရင်မှားတယ်အထိပဲတော့သဘောပေါက်တယ်ဒါပေမဲ့အင်္ဂလိပ်အသုံးမှားတယ် grammar မှားတယ် โอเคเนาะအဲ့တော့အသုံးအမှန်က Mr. Smith, where Mr. Smith is ဆိုတာ Mr. Smith ဘယ်မှာလဲဆိုတာ do you know မင်းသိလားဟုတ်ပြီเนาะအဲ့တော့ Mr. Smith နေရာမှာကိုမေးခြင်းတဲ့ဟာကိုထည့်လို့ရတယ်โอเคเนาะဒီမှာ do you know where Mr. Smith is Mr. Smith ဘယ်မှာလဲဆိုတာသိလားတဲ့โอเคเนาะ more example ကြည့်အောင် do you know where Ohio is Ohio ကဘယ်မှာတော့ ਨੇ သိလားတဲ့ do you know where Ohio is ဒါနေရာကိုမေးတာ I think it's near Pennsylvania Pennsylvania နားမှာထင်တယ်တဲ့ နောက်တစ်ခုဗာလဲ Tari do you know where the July bank statement is do you know the where the July bank statement is bank statement July la bank statement ဘယ်မှာလဲသိလားတဲ့ I have no idea I have no idea ဆိုတာ I don't know ပြောရင်ဒီ I don't know လို့မပြောချင် I have no idea လို့ပြောလို့ရတယ် Okay ဒါကတော့ဗာလဲဆိုရင် do you know where ဒီမှာမေးချင်တဲ့ဟာကိုထည့်မယ်နောက်က is ထည့်တယ် โอเคนะ now တခုက sorry to interrupt တဲ့ဒီရောက်ရောက်ကတခုခုလုံနေတာဒါမှမဟုတ်ရင်လူတွေစကားပြောနေတာကိုကကြားဖြတ်ပြီးပြောရဲဆိုရင်ဒါလေးပြောလို့ရတယ် sorry to interrupt interrupt ဆိုတာကြားဖြတ်တာ sorry ဆိုတာစိတ်မကောင်းပါဘူးတောင်းပန်တာဗောနော်ကိုကကြားဖြတ်မိလို့ဒီမှာသူတို့နေရာစကားပြောစကားပြောနေတော့ excuse me တစိတ်လောက်ပြရဲ sorry to interrupt ကျွန်တော်ကြားဖြတ်မိတာတောင်းပန်ပါတယ်တဲ့ that's okay ရပါတယ်တဲ့ can i talk to you for a moment ခဏလောက်စကားပြောလို့ရမလားတဲ့ can i talk to you for a moment for a moment ဆိုတာခဏလောက်ကျွန်တော်ခင်ဗျခင်ဗျခင်ဗျားနဲ့ခဏလောက်စကားပြောလို့ရမလားတဲ့ okay နော် more example ကြည့်မယ် sorry to interrupt အကြပြမိတာ sorry ပါပဲတဲ့ but mr marco wants to see you right now mr marco ကမင်းနဲ့အခုတွေ့ကျင်တယ်လို့ပြောတယ်တဲ့ okay နော်နောက်တစ်ခု tuesday is a holiday so အဲ့တော့ tuesday is a holiday အင်္ဂါနေ့က အားလည်းရက်ပဲပေါ့နော်အဲ့ဒါအဲ့ဒီ dot ဆိုသူတောင်စကားမဆုံးသေးဘူးဂျာဖြတ်ပြောတယ် sorry to interrupt အဲဂျာဖြတ်ရတာ sorry ပါ but wednesday is a holiday not tuesday holiday က wednesday ပါတဲ့ tuesday မဟုတ်ဘူးတဲ့ oh yes you are right ဟုတ်တယ်မင်းမှန်တယ် okay အဲ့တော့ pencil time okay grab a pencil can and you are ဖြေရအောင်ဗျာအဲ့ across တွေဝင်ဖြေမယ် one က it rained all day တနေ့ကမိုးရွာတယ်တဲ့ but we want swimming despite the rainbow. D E S B I N T E, despite the rain. Okay. Three gajaro. Do you know Bob? Yes, Bob is in the kitchen. Bob gabimale. So, in Mibu Jong Nemara. Where is? Three ga W H E R E I S. Okay, now. Now, you are not allowed to take a knife on an airplane. ဲ့တော့လင်းပေါ်ဦးတယ်မင်းဓာယူသွားလို့မရဘူးတဲ့အဲ့တော့ you are not allowed ဒီခွင့်မပြုဘူးပေါ့နော် n o d d o ဟာဘယ်နော်5က n o d d o 6က you didn't study for the test as a result a s s a a s s a ဟာဘယ်နော် as a result you failed the test အဲ့တော့မင်းစာမှုဝဲအတွက်မင်းစာမလို့ဘူးအဲ့တော့ကျတော့မင်းစာမှုဝဲကြတယ် okay down က2က i'll tell you a story ပုံမြင်တစ်ပုတ်ပြောပြမယ်ဇာတ်လမ်းတစ်ခုပြောပြမယ် last week i want ပြီးခဲ့တဲ့ပတ်တုန်းက i want စကားမဆုံးသေးဘူးဒီမှာပြောတာဆိုဘာဖြစ်မလဲ sorry to interrupt s o r r y sorry s o r r y sorry d o t sorry to interrupt but i have to go now ငါအခုသွားရမှာမလို့တဲ့ခင်ဗျာ for ga i'm reading a book about cars for the uh, cars of the future အနာဂတ်ကကားတွေကြောင်းဦးတဲ့ငါဖတ်နေတာတဲ့ that sounds ကြာတာ interesting စိတ်ဝင်စားစရာပဲဟုတ်ပြီနော်စိတ်ဝင်စားစရာပဲဆိုတဲ့အဓိပ္ပာယ် S O U N D S sounds S O U N D S sounds okay ဒါတော့ unit 13ပြပါပြီအဲ့တော့ကျေးဇူးများအတင်ပါတယ်ကျွန်တော် unit 14မှာပြန်တွေ့မယ်